ဆော့တတန်အနိုင်ယူခဲ့တဲ့ပွဲတွေကနေကျွန်တော်အကြိုက်ဆုံးလီဗာပူးကစားသမား9ယောက်မင်္ဂလာပါကိုခိန်းစ်တဖုတ်ဘောရှူဝါနေကျူတူပါရယ်စိတ်နေကိုအနိုင်ရခဲ့တဲ့ပွဲကနေကျွန်တော်ကြိုက်လီဗာပူးကစားသမား9ယောက်ကိုရွေးထုတ်သုံးသပ်ဆွေးနွေးပြီးသွားကြပါတယ်ဒီပွဲစဉ်ကလီဗာပူးအတွက်လွယ်လင်းတကူအနိုင်ရခဲ့တဲ့ပွဲတော့မဟုတ်ဘူးပထမအိမ်မှာလူထုတ်ပုံလူအချက်လို့ပဲပြောရမှာပေါ့နော်တချို့ကစားသမားတွေကပွဲပန်းနေတယ် ်နောက်တချို့ကစားသမားတွေကြတော့ fitness မပြည့်တဲ့ပုံစံမျိုးတွေမြင်ခဲ့ရတယ်အဲ့အတွက်ကြောင့်ပထမပိုင်းမှာ10နဲ့မထင်မှတ်ပဲရှုံးနေခဲ့ရမယ်ဒုတိယပိုင်းရောက်တဲ့အခါမှာလူသားပြောင်းလဲမှုတွေမှန်ကန်ခဲ့ပြီးတော့ liverpool ရဲ့ first line up ကပွဲတစ်ပွဲရဲ့အဖြေကိုပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာပြသခဲ့ရင်းနဲ့ပွဲပြီးတဲ့အချိန်မှာ3-1ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့ပါတယ်ဆိုတော့ဒီပွဲတင်မှာကြိုက်တဲ့ကစားသမားတွေကတော့9ယောက်လောက်ရှိတယ်တို့ပေမဲ့အကြိုက်ဆုံးကစားသမား9ယောက်ကိုပဲကျွန်တော်ရွေးပေးတော့ရမယ် selection 9ယောက်ပေါ့နော် โอเคအဲ့တော့ကျွန်တော်ကြိုက်ဆုံးနံပါတ်5နေရာမှာရှိနေတဲ့ player ကတော့ဒီနေ့ပွဲစဉ်မှာစံချိန်တချို့ရယူသွားခဲ့တဲ့မိုဆာလာ ဖြစ်ပါတယ်ခင်ဗျမိုဆာလာကတော့အဂွဲရိုရဲ့ Premier League twin goal တွေနဲ့ထပ်တူညီတဲ့စံချိန်တစ်ခုကိုရသွားတယ်ပေါ့နော် Premier League မှာဂိုးအများဆုံး twin နဲ့ကစားသမားစီးရင်မှာအဂွဲရိုနဲ့လည်းညီမျှခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာမိုဆာလာကတော့တိတ်ပြီးတွန်းတွန်းတိုက်တိုက်ကစားတဲ့ပုံစံမျိုးတော့မရှိခဲ့ဘူးဒါလည်းလက်ခံလို့ရတယ် PSG နဲ့ပွဲအတွက်သူတိတ်ပြီးတော့အရေးမဆုံးတဲ့ပုံစံမျိုးပါဆွတ်ဆက်ကြုံယုံပြီးကစားနေရင်ဘာဖြစ်မလဲတန်ရမတော်တဆရသွားတဲ့ခါကျရင် PSG ပွဲလွဲချော်သွားလိမ့်မယ်ဟိုမှာအီဘူးကမူဆာလာကိုအရင်စိုးရင်နေတာလीတလုံးကအဲခုံလေးပေါ်တက်ပြီးတော့ decoration လုပ်နေတဲ့ပုံလေးကိုတောင်မှဟာ bro glue site တွေဘာတွေလောက်တာအဲ့တော့ ebook လိုမျိုးပဲကျန်တဲ့ကစားသမားတွေကလည်းမူဆာလာကိုအများကြီးမျောလင်းချက်တွေထားရမှာပါအဲ့တော့မူဆာလာတစ်ခုဖြစ်လို့မရဘူးသူဒီနေ့ကစားသွားတဲ့ပုံစံအမှန်ကန်ဆုံးပါပဲဒါပေမဲ့လည်းလိုအပ်တဲ့ twin code တွေကိုတော့ penalty ကနေတစ်ဆင့်ရယူပေးသွားခဲ့တယ်ဒီ penalty တွေကိုလည်းလုံးဝအမှားရင်းမရှိဘဲနဲ့မူဆာလာတီတီငင်ငင်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်ကဲကျွန်တော်ကြည့်ဆုံးနံပါတ်၄နေရာမှာရှိနေတဲ့ player ကတော့ Ryan Gravenberch ဖြစ်ပါတယ် deep lying midfielder ရဲ့ဘဝ တနာဖို့ကောင်းတယ်တက်ပြီးတော့အတိမတ်အပြုတ်မခံဘူးပေါ့ဘာကြောင့်လဲဆိုတော့ဘလုံးမွေးတပွဲကစားတဲ့အချိန်မှာတိုက်စစ်မှုတယောက်ကိုပရိသတ်ကအရင်ဆုံးမြင်မယ်ပြီးရင်ဝင်းကားတွေကိုမြင်မယ်နောက် CM တို့ AM တို့ကိုမြင်မယ်နောက်ဆုံး CB ကစားသမားတွေဂိုးသမားတွေကိုတော့မြင်တယ်ဗျာတိုးတော့ deep line midfield တယောက်ကတော့များသောအားဖြင့်ပျောက်နေတတ်တယ်ဒါပေမဲ့ deep line midfielder တယောက်ကိုတော့မြင်မှုအတွက် appreciate လုပ်ဖို့အတွက်ဆိုတာကတော့နည်းနည်းခက်ခဲပါတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာ Ryan Gravenbach အနေနဲ့ပထမပိုင်းကစားတဲ့ပုံဟာတော်တော်ပင်ပန်းခဲ့တယ် ။ဘာကြောင့်လဲဆိုတော့သူ့ရဲ့အတွဲဘက် မက်ဂလစ်စတာမပါတဲ့အတွဲကြောင့်ပဲဖြစ်ပါတယ်။ကာတီဂျွန်စ်တို့ဒိုမီနစ်ဆိုဘူဇလိုင်းတို့ဆိုတော့ကောင်းတယ်။သို့တော့ရိုက်ဂရဗင်ဘက်ရဲ့အမှန်ကန်ဆုံးတော့အတွဲဘက်ကမက်ဂလစ်စတာပါ။အဲ့တော့ကာတီဂျွန်လိုက်ဖြည့်ပြီးစော်တယ်။ဆိုဘူဇလိုင်းတို့လိုက်ဖြည့်ပြီးကစားပေးပေမဲ့ပိုဒရှင်ယူတဲ့အပိုင်းတွေမှာမက်ဂလစ်စတာလောက်တော့ဒီပလိုက်မစ်ဖီဒါတယောက်ဖြစ်ပြီးပြီးပြီးဖြစ်မနေဘူး။ဒါလည်းလက်ခံလို့ရပါတယ်။ကာတီဂျွန်တို့ ဆိုဘူးလိုင်းတော့ဆိုတာ CMAM ကစားသမားတွေလေဗျာ DM မှာစော့ဖို့အတွက်ကြတော့အလောက်ကြီးတိအဆင်ပြေမနေဘူးအဲ့တော့သူပထမပိုင်းမှာတယောက်တည်းတောက်လျှောက်ထံပိုးပေးထားခဲ့တယ်ဒုတိယပိုင်းရောက်တဲ့အခါမှာလည်းမက်ကလစ်စတာဝင်လာတာနဲ့အညီနှစ်ယောက်အတွဲဖက်ပြန်ပြီးတော့မြင်ခဲ့ရတယ်ကွင်းလယ်မှာဟိုလူကောင်ကြီးကြီးမားမားနဲ့အရဲရှိရှိနဲ့တကယ်အမြင်ပေါ်တွေရောနော်မြေလိမ်ပေါ်တွေရောဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်အကောင်းဆုံးဂျားဝင်ဖြတ်တောက်နိုင်သွန်း အသင်းရဲ့တန်ဖိုးကို balance လုပ်နိုင်စွမ်းရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်ကတော့ Ryan Graven Bash ကိုအကြိုက်ဆုံးနံပါတ်၄နေရာမှာရွေးပေးပါတယ်ခင်ဗျာကဲကျွန်တော်အကြိုက်ဆုံးနံပါတ်၃နေရာမှာရှိနေတဲ့ player ကတော့ Harvey Elliott ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့သူကစားတဲ့ပုံကနည်းနည်းထူးခြားတယ်ဗျာဒီကောင်လေးကစွာတယ်ပေါ့နော် Black Band မှာတည်းက Harvey Elliott နာမည်ကြီးတာလွယ်လွယ်နာမည်ကြီးတာမှမဟုတ်တာအဲ့လိုစမ်းဆောင်ရမျိုးရှိတဲ့အတွက်ကြောင့် talented player တယောက်ဖြစ်တဲ့အတွက်ကြောင့်နာမည်ကြီးတာပဲလေကစားပုံကဘယ်လိုပြောမလဲ ထင်သာမြင်သာရှိနေပေါ်လွင်နေတယ်။ဒါအပြင် have Elliot ရဲ့အဓိကအားသာချက်ကအဲ့လိုမျိုး progressive process တွေပေးနိုင်တယ်အဝေးကန်ချက်တွေကန်သွင်းနိုင်တယ်ဒီချိန်မှာ Liverpool နဲ့ကွက်တီဖြစ်သွားသူသာဒဏ်ရာပြဿနာရမနေဘူးဆိုရင်အတော်အဖိုးတန်တဲ့ကစားသမားတစ်ယောက်ဖြစ်လာလိမ့်မယ်အဲ့တော့ Queen လည်းမှာ bro ကြည့်လိုက် dominic support line တယောက်ပဲအဲ progressive process တွေเนาะ launch shoot တွေကန်သွင်းနိုင်တယ် have elliot ကတော့ dominic support line ထက်မတာသည့်တိုင်အောင် support line နိုင်အကောင်းဆုံးကစားနိုင်တယ်လို့ပြောရမှာဖြစ်ပါတယ် တော့သူ့ရဲ့ပတ်သက်စီကျွန်တော်အများကြီးမြင်တွေ့ခွင့်ရခဲ့တယ်။ဒီပတ်သက်စီကအဲ့လိုစိန်နေတဲ့တာမန်ဘောလုံးပေးပို့မှုတွေမဟုတ်ဘဲနဲ့ထိရောက်တဲ့ဘောလုံးပေးပို့မှုတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ပူပြီးကြိုက်တယ်။နောက်သူကန်သွင်းသွားခဲ့တဲ့ twin ကိုတကူလည်းအခုတတိကျွန်တော်မျက်စိထဲကမထွက်ဘူး။ pink shoe နဲ့ကန်သွားတာပေါ့နော်ကုသမာဘေးနာလေးကနည်းနည်းလေးကတ်ထွက်သွားတာတော်တော်လေးကောင်းပါတယ်အဲ့တော့ harvey elio ဒဏ်ရာမရစေဘူးပဲမျောလင့်ပါတယ်ဒီနေ့ပွဲစဉ်ကတော့သူဝင်လာတဲ့အချိန်မှာကွင်းလေကစားပုံကလုံးဝရွာထသွားတာပဲအဲ့အတွက်ကြောင့်ကျွန်တော်ကတော့ Harvey Elliot ကိုအခြေဆုံးနံပါတ်3နေရာမှာရွေးပေးပါရခင်ဗျ။ကဲကျွန်တော်အခြေဆုံးနံပါတ်1နေရာမှာရှိနေတဲ့ player ကတော့ Darwin Nunez ဖြစ်ပါတယ်။ Nunez ကို Liverpool ပရိသတ်တွေကချစ်လဲချစ်တယ်ဆဲလဲဆဲတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့သူတခါလေကြာရင်အသင်းရဲ့ရလဒ်ကိုပြောင်းသွားမယ့်အခိုက်အတန့်တွေကိုဖန်တီးတယ်။တခါလေကြာရင်လည်းအလွဲလွဲအချော်ချော်မယုံကြည်နိုင်စရာကောင်းလောက်တဲ့လွဲချော်မှုတွေပြုတ်လုပ်တဲ့ကစားသမားအဲ့တော့ကြောင့်မုန်းခြင်းနဲ့ဆဲခြင်းရောရှက်နေတဲ့ကစားသမားပေါ့နော်။ဒါပေမဲ့ ဒီနေ့ပွဲစဉ်ကတော့ဒါဝင်နူးညက်စ်ကစားကွင်းရတဲ့အချိန်တိုင်းမိနစ်တိုင်းတည်ငြိမ်စွာနဲ့ကစားပြီးသွားခဲ့တယ်လို့ပြောရမယ်။ဒါဝင်နူးညက်စ်မှာလိုအပ်နေတဲ့အချက်ကတည်ငြိမ်ရင်းချက်မှုပဲ။တိုက်စစ်မှုတယောက်ဖြစ်တဲ့အခါကျတော့အဆုံးသက်ဆွမ်းရကျန်တဲ့ကစားသမားတွေထက်အနည်းနဲ့အများတော့ကောင်းမှာပဲပေါ့နော်။သို့တော့တည်ငြိမ်ရင်းချက်မှုအဲ့ဒီနေ့ပွဲစဉ်မှာဒါဝင်နူးညက်စ်တီလူးဝစ်ဒီအက်စ်မိုဆာလာတို့နဲ့အကောင်းဆုံးတွဲဖက်ပြီးမကစားနိုင်ခဲ့ရင်တောင်မှသူ့လို့သူ့ ကောင်းကောင်းမွန်မွန်လှုပ်သွားခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ကိုရီကပိုတို့နော်လူးစ်ဒီအက်စ်တို့နောက်ဒီအေဂိုဂျူရာတို့ကတော့ positional rotation တွေသူတက်ပိုလောက်ကောင်းလုံနိုင်လိမ့်မယ်။ဒါပေမဲ့ pressing သူလိုရမယ့်အလုပ်တိုင်းပေးတယ်။ဂိုးသွင်းယူရမယ်ဆိုရင်လည်းရတဲ့အခွင့်အရေးကိုရအောင်သွင်းယူပေးသွားခဲ့တယ်။အဲ့တို့ကြောင့်ဒီပွဲစဉ်မှာအနေငယ်နော်တည်ငြိမ်မှုရှိခဲ့တဲ့ဒါဝင်နူးညက်စ်ကိုစိုက်စုံနံပါတ်1နေရာမှာရွေးပေးပါရခင်ဗျ။ Okay ကျွန်တော်စိုက်စုံ man of the match ကစားသမားလာပါပြီ။သူကတော့ Louis DS ဖြစ်ပါတယ်။ DS ကိုကျွန်တော်ရွေးမယ်ဆိုတာ Liverpool ပြည်သက်တွေလည်းသိပါမယ်ကျွန်တော် review မှာတွေက DS ကိုကြိုက်ကြောင်းအများကြီးပြောပြီးသားပါเนาะတကယ်တော့လေဒီနေ့ဘွဲက Louis DS ရဲ့စွမ်းဆောင်ရည်တွေကြောင်းနိုင်ပွဲရခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဒီနေ့ကကိုပေကင်နဲ့ဘွဲမှာမကူကူရလာကြောင်းနိုင်နေဆိုရင်ဒီနေ့စိတ်နဲ့ဘွဲက Louis DS ကြောင်းနိုင်တာပါအထူးသဖြင့်ဒီ Latin America သားတွေရဲ့စိတ်သက်ပြင်းပြမှုကိုကျွန်တော်မြင်ခဲ့ရတယ်ပေါ့เนาะ McAllister ဆိုလေစိတ်သက်ပြင်းပြတယ်ကြောက်စရာကြီး ပုံမှန်လေးပြောရင်ယူရိုပီယန်တွေအဲ့ဒီစိတ်ဓာတ်ကိုသွားရှင်လို့မရဘူးဒါကျွန်တော်တို့ချယ်ဆီမှာဆိုလည်းအန်โซဖာနန်ဒက်စ်အဲ့လိုမျိုးရှိတယ်အရင်စိတ်ဓာတ်ကပြင်းနေဗျာအာစနယ်မှာဆိုလည်းဂေဘရီယယ်မှာဂါဟီစတိုအဲ့တိုင်းပဲအဒီနေ့ပွဲစဉ်မှာလူးဝစ်ဒီအက်စ်ရဲ့အိတ်ကြော်ဖြတ်ပုံတွေကဆော့တတဲ့နောက်တန်းကစားသမားတွေဘသူပဲလဲလဲလုံးဝယူသွတ်စေခဲ့တယ်ပထမတစ်ယောက်ခါလီဝေါ်ကာဖီဒါစ်လုံးဝထိန်းလို့မလွယ်ဘူးလူးဝစ်ဒီအက်စ်ကိုနောက်တစ်ယောက်ဆာကူရာရာပြောင်းထည့်တယ်ပန်နဒီပေးလိုက်ရတယ်အဲ့လောက်ထိကို left wing တနေရာယူအောင် PRP ကစားသွားခဲ့တာဖြစ်ပါတယ်ဒီတွက်ကြောင့် Louis GS ကိုကျွန်တော်အကြိုက်ဆုံး Man of the Match ကစားသမားအဖြစ်ရွေးချယ်ပေးနေတယ်ပဲဗီဒီယိုလေးကိုဒီမှာနားကြည့်ပါရခင်ဗျအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်